အလုံးမမင်္ဂလာပါခင်ဗျာ90 kids soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်28ရက်နေ့နေ့လယ်7:00နာရီကျော်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာခုဆိုရင်10ရက်ပြည့်ခဲ့ပါပြီဗျာမနေ့ကည7:00နာရီတိအသေးဆုံးတဲ့ဥယေက DVB စစ်တမ်းအရတော့4316ဦးရှိခဲ့ပါပြီပျောက်ဆုံးတဲ့သူက6590ဆိုတော့မနေ့ကနဲ့ဆင်လိုက်ရင်တော့အသေးဆုံးတဲ့သူဥယေ106ဦးပိုတိုးလာတာပေါ့ဗျာခုဆိုမိုးကလည်းနည်းနည်းလေးခုနရွာလိုက်ဒီနရွာလိုက်လုံနေပြီဆိုတော့ဒီ လေတို့ညံ့ညမ်းဖို့အပုံနဲ့နေဟာလှိုင်နေအောင်ထွက်လာတော့မှာပဲဆိုတော့ဒီလေတို့ညံ့ညမ်းဖို့ကြောင့်တခြားယောဂါဖြစ်မလာခဲ့မှာတခြားကုသယောဂါတွေထပ်တုံးမလာခဲ့မှာမတ်စ်လေးတွေဝယ်ထားကြဖို့တိုက်တွန်းပါတယ်အဲ့တော့ဘောလုံးပွဲတွေကိုပဲအဓိကကြည့်တတ်တဲ့သူတွေနားထောင်တဲ့ဗီဒီယိုဖိုင်ဆိုတော့ဘောလုံးစကားနဲ့ပြောရခြင်းမန်လေးစကိုင်းနဲ့တခြားငလင်လှုပ်ခံရတဲ့ဒေတာတွေခါကြွေကြတယ်လို့ပဲကျွန်တော်ပြောရမှာပဲဘောလုံးမှာကြွေကြခြင်းနလန်ပြန်ထူဖို့ကြိုးစားရတယ်လို့ အခုလည်းအဲ့လိုပဲကံကံရဲ့အကျိုးကိုယုံကြည်တဲ့သူတွေဖြစ်တဲ့အတွက်ကံဆိုးတဲ့အခါစတိုက်ဆိုးတတ်တယ်ငလျင်လှုပ်တယ်နောက်ဆက်တွဲငလျင်နေလာတယ်အဲ့ဒီဒေသပေါ်မှာမိုးကွက်ပြီးရွာတယ်နောက်ထပ်ကြီးကြီးမားမားတွေဖြစ်မလာဖို့ပဲကျွန်တော်တို့ဆူတောင်းရမယ်နောက်တစ်ခုကဟိုစောစောကပြောသွားတဲ့ကံကံရဲ့အကျိုးပေါ့အခုငလျင်လှုပ်တဲ့အချိန်မှာတချို့လူတွေဘာမှတိတ်ဆုံးချုံးမှုမဖြစ်ကြဘူးဆုံးချုံးနေဆုံးချုံးမှုမဖြစ်ကြဘူးဒါပေမဲ့သူ့ရဲ့အတိတ်ကံကောင်းတဲ့အခါဟိုမန်လေးတို့စကိုင်းလုံးနဲ့တခြားဒေသတွေကိုအလှအဖွဲ့ ဆယ်ဘွက်လာလဲအဲ့ဒီဆယ်ဘွက်လုံးဒီအဲ့ဒီကုသကံကောင်းတဲ့လူနဲ့တွေ့တယ်အလှပစ္စည်းကိုသူရတယ်။ဟိုတချို့ကုသကံမကောင်းတဲ့အခါတိတ်ကံမကောင်းတဲ့အခါအခုလိုသဘာဝဘေးဒဏ်ကြုံတဲ့အချိန်မှာသူများထက်ကိုလည်းပို့ပြီးတော့ကိုယ်ကရှိတာလေးတွေအကုန်ဆုံးချုံသွားတယ်။ဟိုပြီးတော့ပုံစိုးတော်ကအလှရှင်နေလာတဲ့အခါဆယ်ဘွက်လာလဲကိုယ်နဲ့မတွေ့ရဘူး။ကိုယ်နဲ့တွေ့တဲ့အချိန်မှာအလှပစ္စည်းကကုန်ပြီ။ပတ်စံပေးတယ်ရလဲကုန်ပြီ။ဟိုဖွက်တရလာလဲကိုယ့်ချီကိုမရောက်ဘူးဆိုတဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတော့ဗျာဒီလိုကာလမျိုးမှာငါကတော့ရလို့ तू ကတော့မရလို့ဆိုတော့စိတ်မျိုးမရှိ မထားပါနဲ့ ဟိုဒူတိုင်းကတော့ရတဲ့တာမှန်တယ်ဒါပေမဲ့ဟိုအလူရှင်တွေကတော့သူတို့အဆင်ပြေတဲ့အရာသူတို့အဆင်ပြေတဲ့နေရာကိုပဲအဆင်ပြေတယ်လို့ပေးသွားမှာဖြစ်တဲ့အတွက်ဟိုသူများမရတဲ့အခါလဲဟိုစိတ်မကောင်းဖြစ်တာတော့ဖြစ်တာပေါ့ဗျာဒါပေမဲ့စိတ်ပုတ်စိတ်ယုတ်မွေးတာမျိုးမလုပ်ကြပါဘူးနောက်တစ်ခုကအလှူမရောက်သေးတဲ့ဒေတာကလူတွေအနေနဲ့ဆိုရှယ်မီဒီယာကိုကောင်းကောင်းသုံးစေချင်တယ်ဗျာကျွန်တော်ဒေတာမှာဘာတွေပြသမှုရှိလဲကျွန်တော်ဒေတာကိုအခုချိန်ထိဘယ်သူမှမလာသေးဘူးဟိုဘလို့ခက်ခဲတွေဖြစ်နေတယ်ဒါမျိုးတွေကိုကျွန်တော်လူမှုကွန်ရက်မှာကိုကိုတိုင်း ကိုရကိုရအတွက်ကိုအဖွဲ့အစည်းအတွက်ကိုကိုကိုယ်တိုင်များများလူမှုကွန်ရက်မှာအော်ဖို့လိုတယ်ဗျ။ဟိုသူများတင်ထားတဲ့ Facebook တွေကိုပဲလိုက်ကြည့်ပြီးတော့ထိုင်ဆဲနေမဲ့အစားငါတွေတော့ကိုရလာအောင်ငါတွေတော့ကိုလူတွေရောက်အောင်တကယ်လူရှင်တွေရောက်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေကိုကိုယ်တိုင်ပဲအကူပါဗျာ။ဟိုနောက်တစ်ခုကတကယ်အလူရှင်မရောက်သေးတဲ့နေရာတွေရှိရင်ဟိုကျွန်တော်ရဲ့ Viber ကိုလည်းလာပြောလို့ရပါတော့ကျွန်တော်တို့ဒေတာကိုလူရှင်မရောက်သေးဘူး။ ကျွန်တော်နေ့တိုင်းနေပါဟိုကိုကိုရိုင်းချောက်ခွေလို့ရတဲ့အရာကိုလည်းအဲ့ဒီဒေတာကိုပဲဝင်ဝင်စီစဉ်ပေးနေတယ်လို့ကျွန်တော်ကတိုက်ရိုက်ဆက်သွယ်ပြီးတော့လူချင်းပါတယ်လူချင်းပါတယ်လို့ပြောလာတဲ့သူတွေကိုလည်းကျွန်တော်ဒေတာကနေနဲ့တိုက်ရိုက်ချိတ်ဆက်ပြီးတော့ကျွန်တော်လှူခိုင်းနေတာနောက်တစ်ခုကဟိုကျွန်တော်တို့မြန်မာနိုင်ငံရဲ့ delay ထုံးစံပေါ့ဘယ်အရာကိုမဆိုခုနှစ်ရက်ထပ်ပို့ပြီးတော့ကျွန်တော်တို့စိတ်ဝင်စားလို့မရှိဘူးလူတယောက်ကိုပြစ်တယ်နဲ့ခုနှစ်ရက်အတွင်းမှာကိုယ့်ကိုတတ်သေးခြင်းလောက်အောင်ဘလောက်ကလုံဝိုင်းပြီးတော့ပြစ်တယ်ကြတယ်ဒါပေမဲ့ခုနှစ်ရက်ကိုတောင်းဝန်နဲ့ပြစ်သွားပြီဆိုတော့နောက်နေ့ပါသူတို့နဲ့မဆိုင်တော့ဘူးအဲ့ဒါသူတို့နဲ့မဆိုင်တော့ဘူး ။ဟောခုလဲကလေးလောက်တာဟာဆရက်တဲကို ရောက်လာပြီဆိုတော့လူတွေလူတွေနည်းနည်းလေးစိတ်ဝင်စားမှုရော့ကြလာပြီဗျ။ဟောဒီကိစ္စဒီကျွန်တော်တို့လူတယောက်ကို blame နဲ့ကိစ္စမဟုတ်ဘူး။ဒါဒီတဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဖြစ်ပါလေ။ဆိုတော့စွတ်တောင်းပေးယုံနဲ့မပြီးဘူးဗျ။စွတ်တောင်းတာတော့ဟိုလိုပါတယ်။လောကကြီးမှာတက်ချက်ပုတ်တဲ့စွတ်တောင်းပေးတဲ့သူတွေလည်းလိုတယ်။ဒါပေမဲ့ဒီကိစ္စမှာကျွန်တော်တို့ဆူတောင်းပေးတဲ့ပါဇက်တွေထက်တကယ်ကိုလက်တွေ့ကြကြလောက်ကင်ပေးမဲ့နှလုံးသားရှိတဲ့လက်တွေပို့ပြီးတော့လိုအပ်ပါတယ်ဗျာ နောက်တစ်ခုအလှူတွေလုပ်တဲ့အခါအခုရက်တွေကြာလာတဲ့အခါငါကတော့ဘုရားဘာသာမို့လို့ဘုန်းကြီးကျောင်းကိုပဲရွေးလှူမယ်ဆိုတာမျိုးလည်းမလုပ်ပါနဲ့ခရစ်ယာန်ကျောင်းတွေပျက်စီးမှုရှိနေတယ်ဆိုရင်ကျွန်တော်ခရစ်ယာန်ကျောင်းတွေကိုလည်းလှူတန်းရအောင်နောက်တစ်ခုကဟိုဖြစ်သွားတဲ့ကာလတည်းအစ္စလမ်ဘာသာဝင်တွေရဲ့ရမဒန်ကာလဖြစ်တဲ့အတွက်ပျက်စီးဆုံးရှုံးမှုအစ္စလမ်ဘာသာဝင်တွေမှာလည်းအများကြီးရှိတယ်ဆိုတော့ဗလီတွေမှာဒုက္ခရောက်နေတဲ့သူတွေတွေ့တဲ့အခါလှူတန်းကြပါမယ်သူတို့တွေဒီပျက်စီးသွားတဲ့အဆောက်အဦတွေကိုပြန်ဆောက်ဖို့တော့မှတော်တော်လေးပြန်ကြိုးစားရမှာ ဖြစ်တဲ့အတွက်ဗလီတွေကိုလည်းကျွန်တော်တို့ပြတ်မထားကြဖို့လိုတယ် အခုတဘာဝဘေးဒဏ်ဖြစ်တဲ့အချိန်မှာဘုရားဘာသာလည်းမရှိပါဘူးခရစ်ယာန်လည်းမရှိပါဘူးအစ္စလာမ်လည်းမရှိပါဘူးအားလုံးလူတွေကြီးပဲအဲ့တော့ဒီကာလမှာခမည်းတော်ဒီအကြောင်းအရာကိုဒီတဘာဝဘေးဒဏ်ကြီးကိုလူတွေသိဆုံးနေတာကြီးကိုခုနှစ်ရက်ထပ်ပို့ပြီးတော့စိတ်ဝင်စားတဲ့သူမဟုတ်ဘူးဆိုရင်တော့ထေကြတယ်ခမည်းတော်ထမင်းစားပြီးကြီးနေပေမဲ့လူတယောက်မဟုတ်ဘူးလို့ပဲကျွန်တော်တို့သတ်မှတ်ပါမယ်ဘောလုံးညာနဲ့နာပိုလီတို့ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်မနက်တနားရီ15မှာဖြစ်ပါတယ် စင်လေးနဲ့စင်နှစ်အပြောင်းရမယ်ပွဲပရမတ်နာပိုလီမှာကစားတော့ငါနာပိုလီက3ဂိုးပြတ်နိုင်ပါတယ်အဲ့ဒီပွဲမှာနာပိုလီကဘော်ရီချေတရေနှုတ်တရားနဲ့ကိုပေါင်းချေကနှစ်အနှုတ်80ဆိုပြီးတော့ပေးခဲ့တာပါဘလုံးနဲ့တင်းဒီလက်ရှိအဆင့်4နေရာမှာရှိတယ်ရမ56မှာရှိတယ်ဒီပွဲနိုင်ရသူအဆင့်3နေရာကိုရောက်မယ်အိမ်ပွဲမှာနာပိုလီနဲ့တွေ့ထားတဲ့ရလက်တွေကိုကြည့်တဲ့အခါ00220201111ဆိုပြီးတော့နောက်ဆုံး၅နှစ်အတွက်မှာစီးပွဲကစားရနိုင်ဘောလုံးများသည့်သူတို့ရဲ့အိမ်ပွဲမှာနာပိုလီကိုအတာမရထားဘူးဆိုတော့ ထုံးစံတစ်ခုတော့တွေ့ရတယ်လက်ရှိဘောလုံးညာဒီချန်ပီယံလိကထွက်ခွာပြီးခဲ့တဲ့နောက်ပိုင်းမှာသူစွမ်းဆောင်ရည်ပို့ပြီးကောင်းလာတာတွေ့ရတယ်တိကျပြောရရင်သူနောက်ဆုံးရှုံးခဲ့တဲ့အိမ်ကွင်းပွဲဟာ2024ရဲ့နောက်ဆုံးညမှာဗျဒီဇင်ဘာ31ရက်နေ့ညမှာသူရှုံးခဲ့တာ2025ရဲ့လက်ရောက်ပေါ်ဘောလုံးညာဒီ CDA မှာအိမ်ကွင်းအကောင်းဆုံးဖြစ်သွားတယ်2025ရဲ့မှာ CDA အိမ်ကွင်းဆွေပေါင်း9ပွဲကစားထားတယ်10ပွဲတည်ကြပြီးတော့6ပွဲဆက်သူနိုင်တယ်သူနိုင်ထားတဲ့အသင်းတွေထဲမှာငမြောင်းကချောက်အသင်းတွေမပေါဘူးဗျလာဇီယိုတို့ AC တို့ရိုမာတို့ အဲ့လိုအသင်းတွေဆိုတော့ဘောလုံးညာရဲ့အနိုင်ဟာကျွန်တော်တို့ရှိကျူးတိုက်တယ်နောက်ထပ်အောင်စရာကောင်းတာကဒီအသင်းရဲ့ကြီးတွေဗျာဟိုလာစီယိုသင်းကိုအိမ်ခွဲမှာသူငါးခုပြနိုင်ပေမဲ့သူပေးခဲ့တဲ့ကြီးကတရေနှုတ်30ပဲပေးခဲ့တာနော် AC နဲ့ပွဲမှာဆိုလဲအိမ်ခွဲမှာ21နဲ့သူနိုင်တယ်အဲ့ဒီပွဲမှာသူ AC ကိုကြီးကျော်ပေးခဲ့တာမဟုတ်ဘူး AC ကသူ့ကိုကြီးကျော်ပေးခဲ့တာတရေနှုတ်20ပဲပေးခဲ့တာအဲ့ဒီပွဲမှာလဲသူအောက်အသင်းကနေပြီးတော့သူကြီးအောင်သွားတယ် ။တခါရိုမနဲ့ကစားတဲ့ပွဲမှာဆိုလဲသူဒဲပဲပြီးခဲ့တာကအင်ကွဲကနေပြီးအဲ့ဒီပွဲမှာလဲသူထပ်ပြီးတော့နိုင်တယ်။ဆိုတော့ဘောလုံးပြသည်အင်ကွဲမှာကစားရတိုင်းအသင်းငယ်နဲ့ပဲတွေ့တွေ့အသင်းကြီးနဲ့ပဲတွေ့တွေ့သူဘော်ဒီကြီးပြရတဲ့အခါလဲမနိုင်တဲ့မနိုင်တိုက်တဲ့ကြီးပဲသူပြရတယ်။သူအပေးခံရရင်လဲအောက်သင်းနေတဲ့သူကြီးအောင်တယ်။ဆိုတော့ဘောလုံးပြရဲ့အင်ကွဲပွဲတွေကစိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျ။နောက်တစ်ခုကဘောလုံးညာသင်းရဲ့ဒုတိယပိုင်းတိုက်စစ်ပေါ့နောက်ဆုံးလေးပွဲမှာစုပေါင်း10ခုသွင်းထားတယ်ခစစ်လက်ကောင်းနဲ့ကစားထားတဲ့6ပွဲမှာ9ခုပဲကိုပြန်ပေးထားရတယ် ီပွဲမှာဘောလုံးတံဘက်ကခန်စစ်ကစားသမားကာလာဘရီးယားရဲ့နော်ကက်စထရိုရဲ့အဲ့ဒီတတွဲတော့ဒီပွဲကိုလွဲမယ်ဗျကံကောင်းတာကအဲ့ဒီကစားသမားနှစ်ဦးလုံးဒီတရားသေးမှာဟိုဘောလုံးတံအတွက်မရှိမဖြစ်ကစားသမားတွေတော့မဟုတ်ဘူးဗျနာပလီကိုကြည့်တဲ့အခါဒီအသင်းကတကယ်ဆိုအခုချိန်မှာဒီတရားထိတ်မှာတော့များတော့အမှတ်ဖြတ်ပြီးတော့ရှိနေတဲ့အသင်းပြင်းပွဲပွဲတွေပဲသူကစားရတဲ့အနေထားမှာကွန်တီဟာအသင်းကိုတည်ငြိမ်အောင်သူမလုပ်နိုင်ခဲ့ဘူး။သူတို့ပြင်နာပိုလီရဲ့အဝေးပွဲတွေကမငြိမ်ဘူးပြ။နိုင်ရင်လည်းတောက်ချောက်နိုင်တယ်၊ရှုံးရင်လည်းသူတောက်ချောက်ရှုံးတယ်။ အဝေးဝင်းမှာကစားခဲ့တဲ့ CDA နောက်ဆုံး၄ပွဲမှာဆိုရှုံးပွဲကတပွဲပဲရှိတယ်ဆိုပေမဲ့နိုင်ပွဲတပွဲမှမရှိဘူး၃ပွဲလုံးတည်ရကြထားတယ်။အသင်းကဟိုပထမပိုင်းတပိုင်းတော့တော်တော်လေးကောင်းတယ်ဗျာ။ဟိုနာပိုလီရဲ့ထူးခြားတာကအဝေးဝင်းမှာဆိုဟိုပထမပိုင်းမဟုတ်ရင်ဒုတိယပိုင်းတပိုင်းပိုင်းကိုတော့သူတင်ပြီးတော့ကစားတတ်တယ်။သူ့ကိုဂိုးသွင်းလိုက်ရင်သူနောက်ကလိုက်သွင်းနိုင်စွမ်းတော့ရှိတယ်။ဟိုအဲ့ဒီအချက်လက်တွေကိုတွေ့ရတယ်။ဒါပေမဲ့အဲ့ဒီတပိုင်းလေးကိုပဲသူကစားပြီးတော့ဟိုတပိုင်းမှာဂိုးရသွားတာပဲဆိုရင်နောက်အပိုင်းမှာသူတိတ်မကစားတော့ဘူး။အဲ့ဒါဟာနာပိုလီရဲ့အဓိကပြဿနာ ။ဟိုတင်းကြီးတွေနဲ့တွေ့တဲ့မှတ်တမ်းမှာတော့လာဇီယိုကိုဝေဖန်မှာသူတည်ကြတယ်၊ရိုမကိုတည်ကြတယ်၊အက်လန်တာနဲ့ဖီယိုကိုသူနိုင်တယ်။အဲ့တော့တရားသီးမှာနာပိုလီလို့ကျွန်တော်တို့ပြောလိုက်တာနဲ့ခန်စစ်ကိုအပြုတ်စားတယ်လို့ကျွန်တော်တို့မြင်လို့ရပေမဲ့နာပိုလီရဲ့အဝေးပွင့်ပွဲတွေအတင်းကြီးတွေနဲ့ကစားခဲ့ရတဲ့ပွဲတွေပေါ့ဂျွန်တက်ကိုဂိုးရှိတည်ကြခဲ့တဲ့ပွဲတပွဲကလွဲရင်ဂျန်နဲ့အတင်းကြီးတွေနဲ့ကစားခဲ့တဲ့ပွဲတိုင်းမှာအနည်းဆုံး2ဂိုးတော့နာပိုလီခါရောက်အောင်ကစားထားတာလည်းတွေ့ရတယ်ဒီပွဲအတွက်နာပိုလီအသင်းမှာအဓိကကစားသမား3ဦးလွဲဖို့ရှိပါတယ်။လိုပေါ့ကလွဲပါမယ်၊မက်တော်မီနီလွဲပါမယ်။ ပြီးတော့စပင်နက်ဇိုလာဒီကစားသမားလွဲပါမယ်ဗျာဒီဘက်ကဖွင့်ထားတဲ့ဂျေးကိုကြည့်တဲ့အခါခုနေ့လည်းမြန်မာစံတော်ချိန်နှစ်နာရီနဲ့56မိနစ်မြန်မာစံတော်ချိန်3နာရီပေါ့အဲ့ဒီအချိန်မှာဖွင့်ပေးထားတဲ့ဂျေးကနာပိုလီသင်းကနေတရေအနှုတ်15နဲ့ဂိုးပေါင်းဂျေးက2အပေါင်း10ဖြစ်ပါတယ်ဆိုတော့ဒီဂျေးဒီပေဒန်ဂျေးပဲဗျပထမကြော့မှာနာပိုလီကသူတို့အိမ်ခွဲမှာတရေနှုတ်100ပေးခဲ့ပြီးပြီဖြစ်တဲ့အတွက်ဒီဘက်မှာတဲဖွင့်ပေးလို့ဟိုသူရနေပြီအဲ့တော့ဒီဘက်မှာပေးထားတဲ့နာပိုလီရဲ့ဂျေးကမျှတမှုရှိတယ်လို့တော့ပြောလို့ရတယ်ဆိုတော့ ဒီကြေးဟာကိုယ်ယူဆနဲ့ကိုကစားရမယ်ပွဲ ဖြစ်သွားပြီဗျ။ဟိုကျွန်တော်ယူဆကတော့အခုလိုမျိုးတင်းတင်းတင်းတွေးတဲ့အခါတေရင်တော့30လို့15လို့ပေးရင်ကျွန်တော်အဲ့ဒီအသိန်းကိုကျွန်တော်သိအထင်မကြည့်တတ်ဘူးဟိုအနိုင်ရဖို့တေချာတယ်ဆိုရင်အနိုင်ရဖို့တေချာတဲ့ကြေးကိုပေးတဲ့လို့တော့ကျွန်တော်ထင်တယ်။ဆိုတော့နာပိုလီတေဝင်းဝင်းကနေပြီးကြေးပေးထားတယ်ဆိုရင်ရဲတင်းတင်းပေးထားတဲ့ကြေးမျိုးတော့မဟုတ်ဘူးဗျ။ဟိုမပေးရအဆင့်နေထားရအိမ်ဝင်းကောင်းတဲ့ဘောလုံးညာကိုဒီပေးဒီကြေးပေးထားတာဟာဟို ထိုက်တဲ့မြတ်တာတယ်လို့ပြောလို့ရပါမယ်တကယ်အနိုင်ရဖို့တရားတယ်ဆိုရင်တရင်တော့90လောက်ထိပေးမယ်ဆိုရင်တော့ပေးလို့ရတယ်ဟိုဘလော့ညာကတော့မပေးနိုင်လို့ကိုသူစားလိုက်ရမပေးတာဗျာအဲ့တော့ဘလော့ညာဘက်ကမစင်းစားနဲ့နာပိုလီကိုစင်းစားမှဆိုရင်နာပိုလီပေးထားတဲ့ဒီဂျေးဒီနိုင်ဂျေးမဟုတ်ဘူးလို့ကျွန်တော်ယူဆတယ်နောက်တစ်ခုဒီစီးရီးအသင်းတွေရဲ့ထုံးစံအရစီးရီးအသင်းတွေဒီအပေါ်အသင်းကဘော်ဒီဂျေးပေးမယ်ဆိုရင်တရင်တော့90ရဲ့အထက်ကိုပေးတဲ့ဂျေးအဲ့ဒီကျေးမှာအပေါ်တဲ့အလုံးနီးပါးကြည့်အောင်တရင်တော့50 51 55တရင်တော့60 90အဲ့လိုမျိုး အပေါ်တဲ့ကကြေးပေးပြီဆိုရင်တော့စီးရီး၁၀ပွဲမှာ၁၀ပွဲတည်းအပေါ်တဲ့ကြေးအောင်တယ်။ဒါပေမဲ့တရင်တော့90အထက်ကိုမတက်ဖဲနဲ့တရင်တော့90အောက်မှာပဲ20 30ဆိုလို့ရှိရင်အဲ့ဒီအပေါ်တဲ့နဲ့ကြေးအောင်ဖို့ခက်တယ်။ဆိုတော့ကျွန်တော်ဒီပွဲမှာဘောလုံးညာတင်းရဲ့ဘောလီတစ်ချောင်းနဲ့ကျွန်တော်ကြိုက်တယ်။ဂိုးပေါင်းကိုကျွန်တော်တို့ကြည့်တဲ့အခါလက်ချက်နာပိုလီရဲ့နေသားတည်အင်တာမီလန်ကိုမှီဖို့ဆိုရင်သူဘယ်တင်းနဲ့ပဲတွေ့တယ်ပိတ်ဆို့ပြီးကစားဖို့သူ့မှာအခွင့်အရေးကိုမရှိတော့ဘူး။သူကိုရအောင်ကစားရတော့မယ်တိုက်ပြီးတော့ဘူးသူကစားရတော့ ဲ့တော့နာပိုလီသားတကယ်အမှတ်ရလို့စိတ်နဲ့ဖွင့်ပေးကစားမယ်ဆိုရင်ဘောလုံးညာတီပထမပိုင်းမှာတည်းကဂိုးရသွားနိုင်တယ်အဲ့တော့ဒီပွဲမှာကျွန်တော်ဂိုးပေါင်းအောက်ကိုကျွန်တော်လုံးဝမကြိုက်ဘူးဂိုးပေါင်းကစားမယ်ဆိုရင်ကျွန်တော်ဂိုးအပေါ်ပဲကြိုက်တယ်ပြီးတော့ဘောလုံးညာပေါ်လေးကြိုက်တယ်ဆုံးဒီလိုက်ကြည့်ပေးကြရတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်မြန်မာပြည်ချင်းမြန်ဆုံးအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ